ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Play Store ရကနေပြီးတော့မှကျွန်တော်တို့ဒီ software တစ်ခုကို download ပြုလုပ်ပေးရမှာဖြစ်ပါတယ်။အဒီထဲမှာကျွန်တော်တို့ဒီ search bar မှာဘယ်လိုမျိုးရိုက်ထည့်ပေးရမလဲဆိုလို့ရှိရင်တော့ M O N O အဲ Mono K A I Mono ဒီမှာပေါ့နော် Mono Kind 2K ဆိုတဲ့ဟာအပေါ်ဆုံးမှာရှိရပေါ့နော်။အဲ့ဒီဟာကိုကျွန်တော်တို့နေပြီးတော့မှ download ဆဲပေးရမှာပဲဖြစ်ပါတယ်။ Okay ဒီအပေါ်ဆုံးကဒီဟာလေးပဲဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ install ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ โอเคดาวน์โหลดပြုလို့လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြင်ပြန်ပြန်ထွက်ပြီးတော့မှကျွန်တော်တို့အဲ့ဒီဒီ software တွေကိုကျွန်တော်တို့ဝင်ပေးရမှာပဲဖြစ်ပါတယ်โอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ English ဆိုတာကိုပဲကျွန်တော်တို့ save ဆိုပြီးတော့ကျွန်တော်တို့နှိပ်လိုက်ပါโอเคဒီထက်ကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒီအောက်မှာ browser ဆိုတာရှိရပါတော့โอเคဒီလိုမျိုးဒီကြော်ညာတက်လာရဆိုလို့ကျွန်တော် close ကိုနှိပ်ပေးလိုက်အောက်မှာကျွန်တော် browser ဆိုတာရှိရပါတော့အဲ့ဒီ browser လေးကိုကျွန်တော်ဝင်ပေးလိုက်ပါ โอเคအဲဒီနေရာကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်မိမိရဲ့ Facebook account ကိုကျွန်တော်ရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ရဲ့ Facebook account ကိုကျွန်တော်ရိုက်ထည့်ပေးလိုက်ပါတယ်ခုလိုမျိုးမိမိရဲ့ Facebook account ကို login ဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ Paypal အောက်တောင်းက2ဆိုတဲ့ဟာလေးရှိတယ်ပေါ့เนาะအဲ့ဒီဟာလေးကိုကျွန်တော်ဝင်ပေးလိုက်ပါ Okay အဲဒီနေရာရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကိုနည်းနည်းတွားလိုက်တွားပြီးတွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအဲ Avatar Guest ဆိုတာရှိတယ်ပေါ့เนาะဒီမှာ Avatar Guest ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ် โอเคဒီနေရာမှာကျွန်တော်တို့ရဲ့ဒီမှာပေါ့เนาะမိမိရဲ့ဒီ profile ရဲ့ဓာတ်ပုံကိုပေါ်လာတယ်။အဲ့လိုမျိုးပေါ်လာရဆိုလို့ရှင်တော့ဒီအောက်ကကျွန်တော် anyway aperture gap ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပါ။โอเคခုလိုမျိုး finish ဆိုပြီးတော့မှာကျွန်တော်တို့ပေါ်လာရဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲဒီမှာဒီကောင်ကိုကျွန်တော်တို့ဒီမှာပေါ့เนาะဒီ rating ပေးလိုက်ပေးပြီးတော့ကျွန်တော်ဒီကောင်ကိုမလိုချင်ဘူးကျွန်တော်ဘက်ကိုပြန်ထွက်လိုက်ပါเนาะโอเคအဲပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ finish ကိုနှိပ်ပေးလိုက်အောက်မှာ disable aperture gap ဆိုတဲ့ဟာပေါ်လာရပေါ့เนาะဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ဒီ Facebook account တွေကိုကျွန်တော်တို့ပြန်ဝင်ကြည့်လိုက်ပါ โอเคကျွန်တော်တို့ရဲ့ဒီ Facebook profile နဲ့ကိုကျွန်တော်ဝင်ကြည့်အောင် Okay ဒီခုလိုမျိုး refresh လုပ်ကြည့်လိုက်ပါလုပ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ profile အောက်လေးမှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီပေါ့ guest ဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့အတိုင်းကပုံစံမျိုးလေးကျွန်တော်တို့ပေါ်လာပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ profile ကိုကျွန်တော်တို့ကြိုက်တဲ့လူက screenshot ရိုက်ကြိုက်တဲ့လူကကျွန်တော်ရဲ့ဒီ profile ကိုစေပေါ့နော်ဘယ်လိုမှစေလို့လည်းမရဘူး screenshot လည်း screenshot လည်းရိုက်လို့မရတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အဲ့လိုမျိုးဒီလုပ်လို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ profile ပုံနေနဲ့ဒီပေါ့နော်လူလိန်နေရန်ကလည်းကျွန်တော်ကင်းဝင်းပါပဲဖြစ်ပါတယ်ဒီလိုမျိုးလောက်တာကဒါကတော့ကျွန်တော်အကောင်းဆုံးနီလန်ပဲဖြစ်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ကအဲ့ကျွန်တော်ကအဲ့ဒီဟာကိုကျွန်တော်ပြန် ြုတ်မယ်ပေါ့နော်အဲရိုက်လို့ရအောင်လဲကျွန်တော်ပြန်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပြန်လုပ်ရမလဲဆိုတော့အဲကျွန်တော်ဒီပြန်ထွက်လိုက်ပြန်ထွက်ပြီးတော့မှကျွန်တော်တို့အစောကတော့ငါကျွန်တော်တို့ဒီမှာပေါ့နော်ဒီအစောကကျွန်တော်ဒီမှာ mono kai 2 kit ဆိုတဲ့ထဲကိုပဲကျွန်တော်တို့ပြန်ဝင်ပေးလိုက် okay အဲ့ထဲကိုရောက်သွားပြီဆိုလို့ရှိရင်နော်ဒီပုံမှန်အတိုင်းပဲဒီ2တွေကအဲ2တွေကပေါ့နော်ဒီခဏလေး2တွေကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ avatar cat ဆိုတဲ့ဟာတွေကိုပဲကျွန်တော်တို့ပြန်ဝင်ပြန်ဝင်ပြီးတော့ဒီအောက်မှာ disable avatar cat ဆိုတာကိုကျွန်တော်တို့ပြန်နှိပ်လိုက်ပါ โอเคခုလိုမျိုး finish လို့ပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအစောကကျွန်တော်တို့ Facebook ထဲကိုကျွန်တော်တို့ပြန်သွားလိုက်ပြန်သွားပြီးတော့မှ refresh လုပ်လိုက်တာ ਨੇ အဲ့မှာကျွန်တော်တို့ဒီမှာပေါ့เนาะဒီ profile ကကျွန်တော်တို့ပြန်ပြီးတော့မှအဲ့ဒီဟိုအတိုင်းကပုံစံလေးမရှိတော့ဘူးအဲကျွန်တော်တို့ရဲ့ဒီ profile ကိုတခြားသူက screen shot ယူပါလေရိုက်လို့ပြန်ရသွားပြီပေါ့เนาะအဲ့လိုမျိုးအဖြုတ်တက်ကျွန်တော်တို့ပြန်လုပ်လို့ရတယ်ပေါ့เนาะဒီမှာကျွန်တော်တို့ enable avatar get disable avatar get ဆိုပြီးတော့မှကျွန်တော်တို့လုပ်ရုံပဲအဲ့လိုမျိုးဒီပေါ့ enable လုပ်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ screen shot တွေကျွန်တော်တို့ရဲ့ဒီ profile ပုံကိုစေတာလေးလုပ်လို့မရတော့ဘူးပဲဖြစ်ပါတယ်အားလုံးပဲအသင်ပေးကြပါသေးခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe đâu bị gây giả bảo nó